အားလုံးမင်္ဂလာပါခင်ဗျာ web box channel ကနေအားလုံးကိုကျေးဇူးပါတယ်ကျွန်တော်ဒီကနေ့မှာတော့စနေနေ့ညမှာရှင်မင်္ဂလာကြမယ် Torian Hospital နဲ့ Manchester United အသင်းတို့ရဲ့ပွဲချိုသုံးသပ်ချက်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီပွဲတင်ကတော့စနေနေ့ညမြမဆန်တော်ချိန်9:00နာရီမှကစားမှာဖြစ်ပါတယ်ရေးကြည့်တဲ့ channel ချက်ရှိပါတယ်အဲ့ဒါဘာလဲဆိုတော့ဒီပွဲစဉ်မှာနိုင်တဲ့အသင်းကဒီစနေနေ့ညတခြားသောပွဲစဉ်တွေမကန်ပြီးအဆက်နှစ်နေရာကိုယာယီတက်လန်းနိုင်မှာဖြစ်ပါတယ်နောက်ပြီးဒီ United အနေနဲ့ ကြားရတဲ့မှာဥရောပပွဲစဉ်တွေမကစားရတာကဒီပွဲစဉ်အတွက်အားသာချက်ဖြစ်လာနိုင်ပါတယ်ဒီနဲ့တင်းကြားလက်ရှိအခြေအနေတွေကိုကျွန်တော်ပြောရမယ်ဆိုရင်တော့တော်ရီယာဟော့စပါတင်းကတော့နောက်ဆုံးကစားခဲ့တဲ့ဒီ၄ပွဲမှာဆိုရင်ဒီ၂ပွဲနိုင်ပြီး၂ပွဲရှုံးနေထားတယ်ဒီထူးထူးခြားခြားနေတဲ့တော်ရီယာဟော့စပါအနေနဲ့အဝေးကွင်းပွဲစဉ်တွေကိုအနိုင်ရထားပြီးတော့အိမ်ကွင်းပွဲစဉ်တွေမှာသူတို့ရှုံးနေထားတာတွေ့ရတယ်ဒီအက်စတွန်ဗီလာကိုအိမ်ကွင်းမှာ၂ဂိုးတစ်ဂိုးနဲ့ရှုံးတယ်ပြီးတော့ပြီးခဲ့တဲ့တစ်ပတ်ကဒီ Chelsea တင်းကိုတဂိုးဂိုးမိနဲ့ရှုံးတယ်ဒီပွဲစဉ်မှာဆိုရင်လေဟိုတော်ရီယာဟော့စပါအနေနဲ့ ဟိုကစားပုံကအရန်ကြီးမကောင်းဘူးဗျအိမ်ဝင်းမှာကစားခဲ့တဲ့တိုင်အောင်တောမက်ဖရန့်ရဲ့တော်ရင်ဟော့စပါတင်းကဒီယာဒီမှာဟိုအိမ်ဝင်းပွဲစဉ်တွေမှာရုန်းကန်နေရတယ်လို့ပြောရမယ်ဒါပေမဲ့ဂျားရဲထဲမှာကန်ခဲ့တဲ့ချန်ပီယံလိပွဲတွေမှာတော့ဒီအိမ်ဝင်းမှာဒီကိုဘင်းဟေဂင်တင်းကိုလေးကိုကိုမရှိဆိုရရလိုက်နိုင်ရရှိခဲ့တယ်ဒီပွဲတွေမှာဆိုရင်သူတို့ရဲ့ဒီအဓိကနောက်ခံကစားသမားခရစ်စတီယန်ရိုမဲရိုပြန်ပြီးပွဲထွက်လာတာကိုတွေ့ရတယ်ဒါကြောင့်စပိုင်ရဲ့ဒက်ဖန်ဆစ်လိုင်းကအနည်းငယ် ဟိုလူပြန်ပြေးလာတယ်လို့ပြောရမယ်ဒီပက်ထရိုပိုလိုရှိမယ်ပြီးရင်ဒီခရစ်စတီယန်ရိုမဲရိုနဲ့ဒီဖန်ဒဗန်အတွဲရှိမယ်နောက်ပြီးဒီအိုတိုဂီလည်းရှိတယ်ဆိုတော့ဒီဖန်ဒလိုင်ကတော့ပြန်ပြေးတယ်အတက်ကင်းပိုင်းမှာတော့စပါတိုရီယန်ဟော့စပါအနေနဲ့ဒီဟိုအခုနောက်ပိုင်းပွဲစဉ်တွေမှာဂိုးရတာဂိုးရဖို့ရုံးကန်ရတာကိုကျွန်တော်တွေ့ရတယ်ဒါကလည်းကျွန်တော်ချယ်ဆီနဲ့ပွဲစဉ်မှာဆိုဒီသူတို့အနေနဲ့အိမ်ခွင့်မှာကစားခဲ့တဲ့အချိန်အောင် chance တွေ ဒီ cream လုံးနိုင်တာကိုကျွန်တော်တွေ့ရတယ်ဒီတစ်ဖက်က united team united team ကတော့ဒီနောက်ဆုံးကစားခဲ့တဲ့၄ဘက်မှာဆိုရင်ဒီ၃ဘက်နိုင်ပြီးတပွဲတည်းကြီးကြထားတယ်ဒီ united အနေနဲ့ပြီးခဲ့တဲ့တစ်ဖက်ကတော့ဒီ nordia forest team ကိုတစ်ဖက်၅ကိုးစီတည်းကြီးကြခဲ့ဒီပွဲတွေမှာဆိုလဲ united အနေနဲ့တည်းကြီးကြသွားခဲ့သည့်တိုင်အောင်အကောင်းဆုံးဒီကစားပြတာကိုကျွန်တော်တွေ့ရတယ်ဒီနောက်ဆုံးမိနစ်ဒီအာမက်ဒီယာလိုရဲ့ဒီကန်လိုက်တဲ့လုံးသာဒီ Nottingham Forest နောက်တန်း clear out မလုပ်လိုက်ဘူးဆိုရင်ဘာပဲဖြစ်ဖြစ် United အနေနဲ့3-2နဲ့နိုင်ရမယ့်အခွင့်အရေးမျိုးရှိခဲ့တယ်။ဒါပေမဲ့ကံကောင်းစွာနဲ့ပဲဒီ clear out clear out လုပ်သွားတဲ့အတွက်ကြောင့် United နဲ့နင်နာခဲ့ရတယ်လို့ပြောရမယ်။ United ဟိုအိုက်ပွဲတွေမှာဆိုရင်ဘာသွားတွေ့ရလဲဆိုတော့သူတို့ဒီဘောလုံးရပြီဆိုတာနဲ့ဟိုချက်ချင်းဒီ quick counter အတက်ကစားတာပဲတကယ်ကိုကောင်းမွန်တယ်ပြတလုံးဆိုလုံးအရန်ထိရောက်တယ်နောက်ပြီး United ရဲ့ခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင် Brian Ambomo နဲ့ Armadia လိုတို့ရဲ့တွေ့ရတော်တော်ကောင်းတယ်ပြ ဒီ United ရသွားတဲ့ goal တွေမှာဆိုရင်သူတို့ရဲ့ဒီ attacking ဒီ threat ကနေပဲပရောမများ goal ရသွားတာကိုတွေ့ရတယ်။ဒီနေ့ပွဲစဉ်မှာဆိုလေဒီသူတို့အတွဲအနေနဲ့ Tottenham Hotspur ကွင်းမှာဘလောက်ထိလုံးပြနိုင်မလဲဆိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရမယ်။ဒီတစ်သိန်းကျွန်တော်တို့ဖြစ်နိုင်မယ့်လူစင်းကိုကျွန်တော်တို့အနေငယ်ဆွေးနွေးကြည့်ရအောင်။ Tottenham Hotspur ကတော့ဒီ Giant ထဲမှာကန်ခဲ့တဲ့ Champions League ပွဲစဉ်မှာဆိုရင်တချို့ဒဏ်ရာရတဲ့ကစားသမားတွေပြန်ပြီး ပါလာတာကိုတွေ့ရတယ်ခုနကပြောလိုပဲ defense line ကတော့ပြန်ပြီးပြည့်မယ်ဒီ attacking ဘက်မှာဆိုရင်တော့ဟိုကျွန်တော်အမြင်တော့ဒီသူတို့အနေနဲ့ဟိုမိုဟာမက်ကူဒက်ကတော့ခုလောလောဆယ်ပါမယ်မပါမယ်ကတော့မသေးချဘူးကူဒက်မပါရင် spy ရဲ့ attacking ဘက်ကအနေငယ်ဟိုအားနဲ့ဝါနိုင်တယ်နောက်ပြီး queen line ဘက်မှာဆိုတော့ spy ကဟိုဒီ queen line ကအရင်ကြီးဟိုဒီနေ့ရာဒီ queen line ကအရင်ကြီးမကောင်းဘူးဗျအထူးသဖြင့်ဒီ chelsea နဲ့ပွဲတယ်မှာဆိုတော့သူတို့ရဲ့ queen line ကဘာမှအလုံးမပြနိုင်ဘူးဒါကြောင့်ဟို chelsea ရဲ့တပွဲလုံး ီအကောင်းဆုံးထိန်းချုပ်ကစားတာကိုကျွန်တော်ခံခဲ့ရတယ် United ကတော့ကျွန်တော်အမြင်ပြောရရင်ဟိုသူတို့လဲကြီးကြီးမားမားပြောင်းလဲမှုတော့မလုပ်တော့ဘူးဒါပေမဲ့ဒီပြအမ်မိုရင်ကဒီအခုနောက်ပိုင်းအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲစဉ်မှာဆိုရင် Harry Maguire ကိုအသုံးပြုလာတာကိုတွေ့ရတယ်ဒါကနီးစနစ်ပိုင်းဆိုင်ရာအကြောင်းလို့ကျွန်တော်ကတော့ထင်တယ်ဒါကြောင့်ဒီနေ့ပွဲစဉ်မှာဆိုသူတို့အနေနဲ့ဒီ Harry Maguire နဲ့သူတို့ဒီ Lanio တို့ကိုအပြောင်းလဲပြုလုပ်နိုင်တယ်ဒီ Lanio Lanio တို့ဆို Harry Maguire ိုအသုံးပြုနိုင်တယ်ဒါကြောင့် Harry Maguire ဟာ delay ရယ် Luke Shaw ရယ်ဖြစ်ဖို့များပြီးတော့ကိုသမားကတော့ပြောင်းလဲမရှိလောက်ဘူး Disney Lamans ကိုပဲအသုံးပြုမယ်နောက်ပြီးဒီ Queen Level ကတော့ကျွန်တော်အမြင်ကတော့မပြောင်းလောက်ဘူးဗျဟို Bruno Fernandes နဲ့ Carlo Casemiro အတွဲပဲဖြစ်မယ်ဒီ right wing ဘက်မှာဆိုရင်ဒီ Amadia လို့ရှိမယ် left wing ဘက်မှာတော့ Diogo Dalot ပဲဖြစ်ဖို့များတယ်ဗျဒီဒီပြအနေနဲ့ဒီ Doku ကိုကျွန်တော်မသုံးလောက်ဘူးထင်တယ်ဒီ နံပါတ်10ရုပ်နေရာမှာဆိုရင်တော့ဒီမထီယက်ကွန်ညာရဲ့ Brian Ambomo ရဲ့ Benjamin Search ကိုဒီတိုက်စပိုင်းမှာဆိုတော့ Benjamin Search ကိုထားမယ်ကျွန်တော်အမြင်ပြောရရင် United အနေနဲ့ဟိုပြောင်းဒီပြောင်းလဲတောင်မှဒီ Benjamin Search ကိုနဲ့ဒီ Mason Mount အတွဲ Mason Mount ရဲ့နောက်ပြီးဒီ Doku ရဲ့ Dalot ရဲ့ဒီ Harry Maguire ရဲ့ခုနကပြောလို့ Lenio လို့ရဲ့ဒီလောက်ပဲသူပြောင်းလဲလိမ့်မယ် Channel ပိုင်းကတော့ United အနေနဲ့ဟိုအထူးခြားခြားပြောင်းလဲမယ်လို့တော့မထင်ဘူးဘလို့ပဲ ိုပြောင်းပြောင်း United ရဲ့တိုက်စစ်ကစားဟန်ကခုနောက်ပိုင်းပွဲစဉ်တွေမှာဆိုရင်ကိုရဖို့အတွက်မခင်းတာကိုကျွန်တော်တွေ့ရတယ်။ဟိုဒါကြောင့် United ရဲ့တိုက်စစ်ကဒီ Tottenham Hotspur ကွင်းမှာဘယ်လောက်လုံးပြနိုင်မလဲဆိုကျွန်တော်တစ်ချက်စောင့်ကြည့်ရမယ်။ဒီနှစ်သင်းကြားနောက်ဆုံး6ကြိမ်တွေ့ဆုံမှုကိုကျွန်တော်ကြည့်ရအောင်။နောက်ဆုံး6ကြိမ်တွေ့ဆုံမှုမှာဆိုရင် Tottenham Hotspur သင်းက3ပွဲနိုင်ပြီးတော့ဒီ United ကတပွဲပဲနိုင်ထားတယ်။နှစ်ပွဲတည်ကြတယ်။ဆိုတော့ထိတ်တဲ့တွေ့ဆုံမှုရဆိုရင် Tottenham Hotspur သင်းက United ကို ဒီအပြတ်သက်အသာစီးယူထားရလို့ပြောရမယ်ဒါပေမဲ့လက်ရှိ United ရဲ့တိုက်စစ်ကစားဟန်တော်ရီယန်ဟော့စပါတင်းထက်ပိုပြီးတော့ထက်မြက်တာကိုတွေ့ရတယ်တခုပဲ United ရဲ့ခန်းစစ်ကခုနောက်ပိုင်းဂိုးတွေပြန်ပြန်ပေးနေရတယ်ဒီသူတို့ရဲ့ဒီအမြင်ပေါ်အားနည်းမှုကတပွဲတက်တပွဲပိုပြီးတည်တာလာတာကိုကျွန်တော်တို့တွေ့ရတယ်ဒီ Brighton နဲ့ပွဲမှာဆိုရင်လည်းပေးလိုက်ရတဲ့ဂိုးကဒီအမြင်ပေါ်ဒီအားနည်းမှုပေါ့ဒီတစ်ဖက်တင်းကဒီ cross ball ထောင်လာပြီးအဲ့ cross ball တွေကိုရှင်းထုတ်မဲ့ကစားသမားက United မှာ ဒီပျောက်ဆုံးနေရလို့ပြောရမယ်ဒီ Nordia Forest နဲ့ပွဲမှာဆိုလဲဒီအလားတူဂိုးတွေကိုပေးရအောင်တွေ့ရတယ်ဒါကြောင့် United အနေနဲ့ဒီ Kansas Town ကိုတော့တေချာလေး view တစ်စိုက်ကစားဖို့တော့လိုတယ်ဒါပေမဲ့တစ်ဖက်က Tottenham Hotspur တင်းကလည်းဒီသူတို့အနေနဲ့ကလည်းဘယ်လိုပြောရမလဲဒီအမြင်ပေါ်အားကောင်းတဲ့အသင်းတွေထဲမှာမပါဘူးဒါကြောင့် United အနေနဲ့ခွင့်ရရှိနိုင်တယ်နောက်ပြီး United အနေနဲ့ဂျားရဲထဲမှာဒီဥရောပပွဲတင်နေမကန်ရတာလေဒီပွဲတင်ရအားသာချက်ဖြစ်လာနိုင်ကြတယ်ဒါကြောင့်ကျွန်တော်ကတော့ဒီ Tottenham Hotspur ကိုင်းမှာ United အနေနဲ့အနေအဆုံးတေးလောက်တော့ ဟိုကစားနိုင်လိမ့်မယ်လို့တော့သုံးသပ်မိပါတယ်ဗီဒီယိုလေးကိုဆုံးနေကြည့်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ